အလုံးလေးမင်္ဂလာပါဗျာခုတစ်ခါမှာတော့73ရက်လီလာ2025ခုနှစ်တချမ်းအကျိုးနေမှာမန္တလေးနဲ့စကိုင်းမြို့တွေမှာငလင်းအတော်ကျန်းတဲ့ငလင်းတွေလှုပ်ခတ်သွားပြီးတော့ငလင်းနဲ့ခံခဲ့ရတဲ့အိမ်တွေ ပြိုကျပျက်စီးတဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါရစေဗျာ အားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာမင်းဒီလောက်ကိုပို့ပြီးတော့လှုပ်ခတ်သွားတဲ့ငလင်ရဲ့ပြင်ရကငါးသရမ်းမှငါးအဆင့်ရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာမန္တလေးပြည်သူဆိုလို့ရှိရင်တိတိတတာကိုခံစားရတယ်ပေါ့သူနောက်ဆက်တွဲဒီခွန်းတဲ့မှာခွန်းအဆင့်ရှိပြီးနောက်ဆက်တွဲလှုပ်တဲ့ငလင်အသေးလေးတွေထဲမှာအခုငလင်ကအရန်ပြင်းနေပေါ့နော်လက်ရှိဆောက်လက်ဆောက်တိုက်တွေပြိုတယ်လက်ရှိမပြိုသေးတဲ့တိုက်တွေဆိုလို့ရှိရင်လုံးဝကိုပြိုသွားတယ်ပေါ့နော်အဲလမ်းလျှောက်နေတဲ့သူဆိုလို့ရှိရင်ချက်ချင်းကိုရှိုင်းကနေဖြစ်သွားတယ်လို့ဒီကိုပြင်းနေပေါ့နော် ြင်းရကလည်းငါသမားငါအဆင်ရှိတာဖြစ်တဲ့အကြောင်းမန္တလေးမှာနေထိုင်တဲ့ပြည်သူအနေနဲ့ပေါ့နော်အထူးခရီးဆိုင်ဖို့လိုပြီးမန္တလေးမှာနောက်ဆက်တွဲလှုပ်တဲ့ငလင်းအသေးလေးတွေထဲမှာလည်းအခုလှုပ်လိုက်တဲ့ငလင်းကပို့ပြီးတော့ပြင်းနေပေါ့နော်ပြင်းနေအတွက်ကြောင့်ကျွန်တော်တို့ဒီမန္တလေးတို့သကိုင်းတို့ဝမ်းရင်းတို့မိတိလာတို့စင်ကိုင်းတို့ပေါ့နော်အဲ့လိုမန္တလေးမှာနေထိုင်တဲ့ပြည်သူတွေနဲ့အဲဒီလက်ရှိကိုယ့်ရဲ့တိုက်ကောင်မပြိုသေးဘူးဆိုပြီးမျိုးတော့ဆက်နေလို့အဆင်မပြေတော့ဘူးနော်အဲ့တော့ကြောင့်ဟိုအသက်ထက်ဖေးရမှအရင်မကြည့်ရဖြစ်တဲ့အကြောင်းအထူးခရီးဆိုင်ကြဖို့ကျွန်တော်နေပြောချင်ပါတယ်အဲ5.37နဲ့လှုပ်သွားတာပါလက်ကမောင်းထဲမှာတရားနာမဲ့သူတွေလည်းအကုန်ပြေးထွက်လာကြတာပါ ကျွန်တော်တို့လည်းပြည့်စင်ရပါတယ်။ခုမှတမောင်နဲ့တရားပြန်လာတာပါရှင်။ရမ်းကိုလှုပ်သွားပါတယ်။ခါနေတာပါပဲ။ရမ်းပါပဲ။ပြီးနိုင်တော့ဘူးလားငလင်ကြီးရဲ့။စိတ်တယ်လည်းညစ်ပါတယ်။ဟောက်ပိုက်37လောက်ပါလေ။နည်းနည်းလေးနည်းနည်းလေးစက်ကမိုင်းနဲ့ကြာပါတယ်။နည်းနည်းကျမ်းပါတယ်။ဘယ်လိုများမှပြီးပါပါလေ။မန္တလေးကြီးရဲ့ရွှေမန္တလေးကြီးရဲ့။ ကဲနမင်းကြီးနမင်းကြီးနဲ့နတ်အပေါင်းတွေလည်းကိုကြီးဖေးမာတော့မူပါကုသိုလ်လုံးမဲ့ကုသိုလ်လုံးမဲ့တခုလာမှာကိုတော့တရားနာနေကြပါလူရောင်မရင်းပြန်နေပြန်ဖက်ခဲ့ကြည့်တော့